င်းမင်္ဂလာပါချန်ကောင်ထိုင်းမှပြန်လည်ကြိုဆိုပါရစေဒီကနေ့တင်ဆက်ပေးသောမယ့်အကြောင်းအရာကတော့မြောက်ကိုရီးယားသမ္မတခင်ဂျုံအန်ဟာဘာကြောင့်အိမ်နီးချင်းနိုင်ငံလေးစီကိုယထာနဲ့ခင်းနေရလဲဆိုတာနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်မြောက်ကိုရီးယားသမ္မတခင်ဂျုံအန်ဟာ 2025ခုနှစ်စက်တင်ဘာလ5ရက်နေ့မှာတရုတ်နိုင်ငံဘေကျင်းမြို့ထမ်းမနေရင်ပြည်မှာကျင်းပခဲ့တဲ့ဖက်ဆစ်ဂျပန်တွေကိုတော်လန်တိုက်ထုတ်နိုင်ခဲ့တဲ့နေ့80မြောက်အောင်ပွဲခမ်းနားကိုတက်ရောက်ခဲ့ပါတယ်။ကင်ဂျုံအန်ဟာတရုတ်ရဲ့အခြားသောမိတ်ဖက်နိုင်ငံပေါင်းများစွာနေတူဒီပွဲကိုတက်ရောက်ဖို့တရုတ်တပ္ပရရှီကြီးဖင်ရဲ့ဖိတ်ကြားခြင်းကိုခံခဲ့ရပေမဲ့ထူးဆန်းတာတစ်ခုက တရုတ်ပြည်ကို လေရင်နဲ့မလာပဲမိရတာစီပြီးလာခဲ့တာပဲဖြစ်ပါတယ်။ကင်ဂျုံအန်ရဲ့ယထာဟာကြီးစံယထာမျိုးစားမဟုတ်ပဲခေဟောင်းစတိုင် အနှိတ်ကြီးကယထာအမျိုးစားဖြစ်ပါတယ်။2011ခုနှစ်မှာမြောက်ကိုရီးယားသမ္မတအရအရာကိုဆက်ခံပြီးနောက်ပိုင်းကင်ဂျုံအန်ဟာတရုတ်ဗီယက်နမ်နဲ့ရုရှားနိုင်ငံတွေစီကိုယထာနဲ့တွဲလဲပက်ခဲ့ဘူးရဲ့လို့သိရပါတယ်။ဒါဆို ကင်ဂျွန်ရဲ့ရထားတွင်မှာဘာရီရှိတယ်လဲကြည့်ကြရအောင်ပါခေတ်ကာလသမိုင်းတခြားမြောက်ကိုရီးယားခေါင်းဆောင်ကြီးတွေအသုံးပြုခဲ့တဲ့မီးရထားရေထွက်ဘလောက်ရှိရဲဆိုတာရှင်းရှင်းလင်းလင်းမသိရပါပဲတောင်ကိုရီးယားနိုင်ငံရဲ့မီးရထားကျွမ်းကျင်ပညာရှင်အန်ပြောင်မင်းရဲ့အဆိုအရတော့သူတို့ဟာလုံခြုံစိတ်ချမှုအတွက်ရထားတွေကိုအများပြားသုံးခဲ့ရလို့သိရပါတယ်အန်ရဲ့ပြောကြားချက်မှာဆိုရင်မီးရထားတစ်စင်းမှာ ယထာတွဲပေါင်း10တွဲကနေ15တွဲခန့်ရှိနိုင်ပြီးတော့အဲ့ဒီထဲမှာအခန်းတက်တော်ဆောင်နေနေတဲ့အခန်းဆရာဝန်နေနေတဲ့အခန်းစသဖြင့်ခန်းခွဲတွေအများပြားရှိရဲလို့သိရပါတယ်။ဒါအပြင်အဲ့ဒီယထာထဲမှာကင်ဂျုံဝမ်ရဲ့ယုံကန်ဆက်သွယ်ရေးဌာနစားတောက်ဆိုင်တွေအပြင်မာစီရီကနှစ်စီးတည်ဆောင်လာတဲ့ယထာတွေတွေလည်းပါဝင်လို့ရှိပါတယ်။ကင်ဂျုံအန်ရဲ့ယထာတွင်ယုံကန်ထဲမှာတော့ရွှေရောင် laptop တစ်လုံးသူရဲ့ signature secret book မြင်းကြရအစင်းမြင့်လက်လုတ်ထိုင်ကုန်းတွေနဲ့တံမိုးကြီးနာမည်ကြီးနှစ်ချို့ဝိုင်းပလင်းတွေရှိတယ်လို့လည်းသိရပါဗျ။ဒါဆိုကင်ကြုံရဲ့ယထာကနယ်စပ်မြင်းတွေကိုဘယ်လိုကျော်ဖြတ်လဲဆိုတာကြည့်ကြရအောင်ပါ။2023ရုရှားမှကျင်းပခဲ့တဲ့ထိပ်သီးအစည်းအဝေးပွဲအတွက်ခင်းနေခဲ့ရမှာတော့ယထာရဲ့အခြေပြသနာကြောင့်ကင်ကြုံအရဲ့ယထာဟာနယ်စပ်ပူတာတစ်ခုမှယထာဘိန်းပြန်လဲပြုပြင်တက်ဆင်ခဲ့ရတယ်လို့ကြားသိရပူပါရဲ့။ တရုတ်ကခီးနေရမှာတော့ဒီလိုခက်ခဲမျိုးတွေမရှိပါဘူးအကြောင်းကတော့ကင်ဂျွန်ရဲ့ဒီအစိမ်းရောင်ရထားဟာတရုတ်ကနေအထူးတည်ဆောက်မှရထားဖြစ်ပြီးတော့ကင်ဂျွန်ဝမ်ရဲ့ရထားဖြစ်ကြောင်းမှတ်ပုံတင်ပါရှိရတဲ့အတွက်အလွယ်တကူကြော်ဖြတ်ဝင်ရောက်လို့ရပါတယ်၂019ထိပ်သီးစည်းဝေးပွဲတရုတ်ရှင်တို့ကလည်းကင်ဂျွန်အန်ဟာဒီလိုပုံစံနဲ့ပဲတရုတ်နယ်စပ်ကိုကြော်ဖြတ်ခရီးနေခဲ့ပြီးတော့ ီယန်နာမှာရှိတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်လည်းတွေ့ဆုံခဲ့မှုပါတယ်။ကင်ဂျုံအန်ရဲ့အထားဟာတနားရီ80ကီလိုမီတာအမြန်နှုန်းအထိပဲအမြင့်ဆုံးမောင်းနေလို့ရရဆိုပေမဲ့တနားရီ45ကီလိုမီတာသာသွားလို့ရတဲ့မြောက်ကိုရီးယားကယထာလမ်းနေနဲ့ရှင်းလိုက်ရင်တော့ပုံမြန်တယ်လို့ဆိုရမှာပါ။နောက်ဆုံးအနေနဲ့ဒီဗီဒီယိုရဲ့အထူးခမေးခွန်းဖြစ်တဲ့ကင်ဂျုံအန်ဟာဘာကြောင့်အင်းကြီးချင်းနိုင်ငံတွေစီယထားနဲ့ခင်းနေရလဲဆိုတာကိုကြည့်ကြရအောင်ပါ။ ဒီအကြောင်းမပြောခင်နောက်ကိုရီးယားသမရတွေရဲ့ယထာအသုံးပြုမှုမှတ်တမ်းကိုအရင်ဆုံးပြောရပါမယ်။နောက်ကိုရီးယားနိုင်ငံကိုစတင်တည်ထောင်ခဲ့တဲ့ရခင်သမရဟောင်းကင်ဂျုံအန်ရဲ့အဖိုးဖြစ်သူကင်အီဆန်ဟာ1994ခုနှစ်သူမကွယ်လွန်ခင်အထိအိန္ဒိယနိုင်ငံတွေကိုယထာနဲ့အချိန်ပေါင်းများစွာခီးနှင်မှုရဲ့လို့သိရပါတယ်။ထို့နည်းတူပဲကင်အီဆန်ရဲ့အရာရာကိုဆက်ခံခဲ့တဲ့ကင်ဂျုံအန်ရဲ့ဖခင်ဖြစ်သူ ကင်ဂျုံအီဟာယထားနဲ့ပဲရုရှားနိုင်ငံလေးစီကို၃ချိန်တိတိတွားရောက်လည်ပတ်ခဲ့မှုပါတယ်။၂011ခုနှစ်မှာကင်ဂျုံအီတယောက်နှလုံးရောဂါနဲ့ကွယ်လွန်ပြီးနောက်သူ့ရဲ့အုပ်ကူမှာသူစီးခဲ့တဲ့ယထားတွေတွေကိုအမတ်တရထားရှိခဲ့တဲ့အထိယထားစီးရတာကိုခုံမင်ခဲ့ဟန်တူပါတယ်။ကင်ဂျုံအန်ရဲ့အဖိုးနဲ့အဖေဖြစ်သူဟာလေရင်နဲ့ခီးသွားရတာကိုမနှစ်သက်ကြပါဘူး။အထူးသဖြင့် ကင်ဂျုံအန်ရဲ့အဖေဟာလေရင်နဲ့ခီးသွားခြင်းကိုကြောက်တတ်တယ်လို့သိရပါတယ်။ကျွမ်းကျင်ပညာရှင်တွေကတော့လေရင်နဲ့ခီးနေတဲ့အခါလောက်ကျန်ခံရနိုင်ခြေပိုရှိပြီးတော့ယထားကနေပြင်မဲ့သူတို့ကိုပူလုံကြုံမှုပေးနိုင်တယ်လို့သတ်တော်ဆောင်တွေလိုအပ်တဲ့အဆောင်ရောင်ပစ္စည်းတွေကိုတတ်တောင်းတတာတင်ဆောင်နိုင်တာကြောင့်ဖြစ်တယ်လို့ဆိုကြပါတယ်။ကင်ဂျုံအန်ကတော့သူ့ဖေလိုလေရင်ကြောက်တတ်တာမျိုး မရှိပါဘူး။ ဆွစ်ဇာလန်မှာကျောင်းတက်ခဲ့စဉ်ကကင်ဂျုံအန်ဟာလေရင်နဲ့အေးဆေးပဲသွားလာခဲ့ဘူးသလိုလက်ရှိမှာလည်းတက်တန်းကြာနေပြီဖြစ်တဲ့ရုရှားဒုံ IL-2 ကိုပိုင်လေရင်တစီပိုင်ဆိုင်ထားပါတယ်။ပြည်တွင်းမှာရန်ပန်ရန်ခါလေရင်နဲ့သွားလာတတ်တဲ့ကင်ဂျုံအန်ဟာ2018မေလမှာသူ့ရဲ့ပထမဆုံးပြည်ပလေရင်ခီးစဉ်ကိုစတင်ခဲ့ပြီးတရုတ်နိုင်ငံဒါလီယာမှာတရုတ်သမ္မတရှီကျင်းဖင်နဲ့ တွေ့ဆုံရမှာတော့သူ့ကိုပိုင်လေရင်နဲ့ခီးနေမှုရယ်လို့သိရပါတယ်။နောက်တစ်လကြာစင်ကာပူမှာကျင်းပခဲ့တဲ့ထိပ်သီးအစည်းအဝေးပွဲတစ်ခုစီကိုလည်းဂင်ဂျုံအန်ဟာလေရင်နဲ့တွားရောက်ခဲ့မှုပါတယ်။ဒီတစ်ချိန်မှာတော့သူ့ရဲ့ကိုပိုင်လေရင်ကိုအသုံးမပြုဘဲနဲ့ Air China Boring 747ကိုနှိုင်းခဲ့တယ်လို့သိရပါတယ်။ အကြောင်းကတော့တည်တန်းချိုင်နေပြီဖြစ်တဲ့ကိုပိုင်လီရင်ရဲ့လုံခြုံစိတ်ချမှုပေးနိုင်စွမ်းပေါ်စိုးရိမ်မှုရှိခဲ့လို့ပဲဖြစ်ပါတယ်။ဒါ့ပေမဲ့စင်ကာပူကအပြန်တရုတ်ပြည်စီအလဲထက်သွားရမှာတော့ကင်ဂျုံအန်ဟာကိုပိုင်လီရင်ကိုပြန်သုံးခဲ့ပါတယ်။လီရင်စီးရတာမကြောက်ပေမဲ့လည်းကင်ဂျုံအန်တရ2025တရုတ်ခီးစဉ်ကိုရထားနဲ့သွားရောက်ရတဲ့အကြောင်းရင်း၃ခုရှိနိုင်ပါတယ်။ ပထမတစ်ချက်ကတော့အပေါ်မှာပြောခဲ့သလိုလုံခြုံရေးအကြောင်းပြချက်ကြောင့်ဖြစ်ပါတယ်။ဒါကတွားရတဲ့ခီးအကွာအဝေးပေါ်မူတည်တယ်လို့ဆိုရမှာပါ။ခီးစင်ရှည်လျားတာနဲ့အမျှယထာသုံးဖို့ပိုပြီးအလေးပေးတတ်တယ်ဆိုတာ2019ခုနှစ်ထိပ်သီးအစည်းအဝေးပွဲတက်ဖို့ဗီယက်နမ်နိုင်ငံဟန်နွိုင်းမြို့ကိုကင်ဂျုံဟန်တယောက်ကြီးကားရထားနဲ့နိုင်60ကျော်ခီးညင်ခဲ့ဘူးတာကတာတကားဖြစ်ပါတယ်။နောက်ဆုံးအချက်ကတော့ခင်မီသားစုရဲ့ရိုးရထုံးတဲ့ကြောင်းလို့ပြောရပါမယ်။ အဖိုးနဲ့အဖေဖြစ်သူဟာပြည်တွင်းပြည်ပါခီးစဉ်တွေကိုယထားနဲ့သွာလာလေးရှိသလိုပြည်သူတွေစီတိုင်းငန်းလဲလေရမှာလဲယထားနဲ့ပဲသွာလာတတ်ကြပါတယ်။ဒီထုံနှင်းဆင်လာကတော့ကင်ပြောင်းလက်ထက်မှာလဲပြစ်ပယ်ခြင်းမရှိတာကိုတွေ့ရပါတယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။အစားဆုံးကြည့်ရှုနှาศင်ပေးရတဲ့အတွက်လဲအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။